မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကွန်ကရစ်တနယ်လုံးတိုက်ပွဲပြင်းထန်ပြီးမြို့ကိုတော်လိုင်းတပ်များဝင်းရံပိတ်ဆို့ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်တပ်မဟာ6နဲ့မြေတွင်တိုက်ပွဲများပြင်းထန်နေပြီးတော်လိုင်းတပ်တွေကစစ်ကောင်းစီရဲ့ရင်ခွဲတော်စကန်အပါဝင်တပ်စကန်တချို့သိမ်းပိုင်ရရှိကကွန်ကရစ်မြို့နယ်ကိုလည်းဝင်းရံပိတ်ဆို့ထားကြောင်းသတင်းအရင်းမြစ်တွေစီမှသိရပါတယ် AB 23 2025မှာကရင်ပြည်နယ်တပ်မဟာ6နဲ့မြေတွင်တိုက်ပွဲများပြင်းထန်နေပြီး တော်လိုင်းတက်တွေကစစ်ကောင်စီရဲ့ရှင်ခွဲတောင်စခန်းအပအဝင်တက်စကန်တချို့ကိုတင်ပန်ရရှိကကွန်ကရစ်မြို့နယ်ကိုလည်းဝန်းရံပိတ်ဆို့ထားကြောင်းတရင်အရင်မြစ်တွေကပြောပါတယ်။ Public Service Announcement ကရင်အမျိုးအသားစီရင် KNU ရဲ့တက်မာချောင်းနေမြေရှိကော့ဂရိတ်မြို့ဝင်းကျင်နဲ့ကော့ဂရိတ်မြို့မှာဒေါနာတောင်ပေါ်တောင်းတော်ရီကွန်တီနေရာယူထားတဲ့အောင်စင်ရစစ်ကြောင်းကိုအမျိုးသားလူမျိုးရေးတက်မတော် KNN လေး PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖျက်တောက်ထားပြီးအခုရက်ပိုင်းတွင်အဆိုပါနေရာတွေမှာနေစဉ်တိုက်ပွဲများပြင်းထန်နေရလို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောပါရယ်ကော့ဂရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်နေပြီးကော့ဂရိတ်နဲ့ဂျုံတုံးမြို့လမ်းပိုင်းတစ်လျှောက်မှာလည်းတိုက်ပွဲများပြင်းထန်နေရလို့ကရင်စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ် ဒါအပြင်တော်လိုင်းပူပေါင်းတပ်တွေကကွန်ကရစ်မြို့ကိုဝန်းရံပိတ်ဆို့ထားပြီလို့အဆိုပါဒေသရှင် PDF တိုင်ရင်မှုတအုပ်ကပြောပါတယ်ကျွန်တော်တို့မြို့ကိုပတ်ပိတ်ထားတယ်နောက်ပြီးတော့သူတို့ရဲ့ရိတ်ခါလမ်းကြောင်းခဲလမ်း ခရမ်းလမ်းကြောင်းတွေကိုအဓိကဖြတ်တောက်လိုက်ပြီလို့အဆိုပါတရင်မှုကပြောပါရယ်ပြီးခဲ့တဲ့လရက်ခန့်ကကော့ဂရိတ်မျိုးအဝင်ရှိစစ်ကောင်စီရဲ့အမတ်စနစ်ဆက်စင်ရေးကုကဲမှုဌာနချုပ်နီးမှာတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါရယ်အဆိုပါနေရာနီးရှိစစ်ကောင်စီရဲ့ရှင်ကွင်းတော်စခန်းကိုလည်း KNN လေး PDF ပူပေါင်းတပ်တွေကသိမ်းပိုင်ရရှိခဲ့ကြောင်းကရင်စင်ရေးတရင်အရှင်မြင့်တောင်းကပြောပါရယ်ရှင်ကွင်းတော်စခန်းကကြားပြီး၃လရက်ရှိပြီးလွန်ခဲ့တဲ့၅ရက်လောက်ရှိပြီလို့၎င်းကပြောပါရယ်ဒါအပြင်ကော့ဂရိတ်မျိုးဝင်းကျင်တဲ့ကော့ဂရိတ်မျိုးမှာဒေါနာတောင်ပေါ်တောင်းတော်ရီဒီကွန်တီနေရာယူထားတဲ့အောင်စရာစစ် ြောင်းက KNL PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖြတ်တောက်ထားပြီးယခုရက်ပိုင်းတွင်အဆိုပါနေရာများမှာနေ့စဉ်တိုက်ပွဲများပြင်းထန်နေရလို့ကရင်စင်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ လက်ရှိအောင်စင်ရစစ်ကြောင်းရဲ့အနေအထားမှာအရှေ့ပိုင်းအလဲပိုင်းနဲ့နောက်ပိုင်းတွေမှာအချင်းချင်းမကူနိုင်တဲ့အခြေအနေဖြစ်တယ်လို့လည်းကရင်စည်ရေးသတင်းအင်းမြစ်တွေကပြောပါတယ်အခုအောင်စင်ရစစ်ကြောင်းဆိုတံပေါ်မှာအနေချင်းကြံနေနေအကျော်လောက်သာကြံသိတဲ့ဒီဥစ္စာတွေကတကယ်တမ်းပိတ်ဆို့မိပြီးနောက်ပြီးတော့ရေတကုန်ဘက်ချမ်းမှာရှိတဲ့အဖွဲ့တွေဒါတွေကကျွန်တော်တို့ကအားလုံးဖြတ်တောက်လိုက်ပါပြီဖြတ်တောက်လိုက်ပြီးဆိုတော့သူတို့ကစက်တုံးမလားအញ្ញံခံမလားအဲ့ဒီနလန်းမဲရှိရဲ့လို့ PDF တရင်မှုကပြောပါတယ်ဒါအပြင်ကော့ဂရိတ်မြို့နယ်ရှိကော့ဂရိတ်ကျုံတွန်းလမ်းပိုင်းမှာလည်းတိုက်ပွဲများပြင်းထန်နေပြီးတော်လိုင်းပူပေါင်းတပ်တွေကအစ ဆိုပါလန်ပိုင်းရှိစစ်ကောင်စီစကန်တချို့ကိုသိမ်းပိုင်ထားတယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။ကော့ဂရိတ်ဂျုံတို့လန်ပိုင်းရှိ၃တိုင်း၄တိုင်း၅တိုင်းစတဲ့နေရာတွေရှိစစ်ကောင်စီစကန်ကိုသိမ်းပိုင်ရရှိထားပြီးဂျုံတို့မြို့အနီးရှိ၉တိုင်းမှာစစ်ကောင်စီကအခန်းဆက်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။စစ်ကောင်စီဘက်ကတော့ဒီဘက်ချမ်းကိုသူတို့မျောလင်းချက်တော့မဖြစ်နိုင်ဘူးထားပြီးမြဲအခုလက်ရှိမှာတော့ဂျုံတို့ဘက်ကိုပြန်ပြီးတော့ခန်းဆက်ပြင်နေတာပဲရှိရဲ့။ခန်းဆက်ပြင်အင်အားဖြည့်တာပဲရှိရဲ့။အဲ့ဒါပြင်သူကရွာလေးတဲကိုလက်နက်ကြီးတွေပစ်ထည့်တယ်။ရွာသားတွေဖုံးကြီးချောင်းတို့စာတင်ချောင်းတို့မှာတွားခုလုံကြတယ်။ခုလုံ ကြတဲ့အခါကျသူတို့ကလေရင်နဲ့ထပ်မံပုံကျင်းနေတော်တော်များတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကော့ဂရိတ်မြို့နယ်တွင်စစ်ကောင်စီကမြို့ကန်ပြည်သူတထောင်ကျော်ကိုတစားကန်ဖြစ်တင်းသိမ်းထားပြီးမြို့ပြင်ကိုထွက်ခွင့်မပေးကြောင်းကရင်စည်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပိုကျုံဟောင်းဆိုတဲ့နဲ့တာအေဂျင့်တို့ကပြည်သူ15ထပ်မင်းကိုကမာရွတ်ပဟန်းနဲ့ပပဲရမ်းမြို့နယ်တို့မှာပုံမှန်905ကားချင်း66ခါချင်းနဲ့အမှုဖွင့်ထားတဲ့အပြင်တရမကျောင်းနဲ့ပြည်သူတအုပ်နဲ့ငွေကြက်3000တောင်စီ ျော့ကြီးပေးဖို့တရားစွဲခံတောင်းခံနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ အကြံဖက်စတမဘူဂျုံဟောင်းတအုပ်ဖြစ်တဲ့ဝင်ကြီးဟောင်းဆိုတဲ့နဲ့တားဖြစ်သူအေဂျင့်တို့ကပြည်သူ15ဦးထက်မနည်းကိုကမာရွတ်မြို့နယ်ဗဟန်းမြို့နယ်နဲ့ပပဲလဲမြို့နယ်တို့မှာပုံမှန်905ကာဂျီပုံမှန်66ကာဂျီလိုနဲ့အမှုဖွင့်နေပြီးတရမအကြောင်းဖြစ်ပါငွေကျပ်သိန်းထောင်ကျီရောကြီးတောင်းနေကြောင်းရန်ကုန်တိုင်းစီရင်တဲ့အရှင်မြတ်တွေကပြောပါရယ်ဘူဂျုံဟောင်းဆိုတဲ့နဲ့တားအေဂျင့်တို့က Facebook လူမှုကွန်ရက်မှာဆင်အာနာသိမ်းမှုကိုထောက်ခံတဲ့မိသားစုအဖြစ်ဝေဖန်တဲ့ပြည်သူမှန်တမျှကိုမြို့နယ်ရဲတပ်ဖွဲ့တွေမှာအမှုဖွင့်ခြင်းမြို့နယ်တရားရုံးတွေမှာတရားစွဲဆိုခြင်းနဲ့ခရိုင်တရားရုံးများမှာသိန်းထောင် ကြီးရော်ကြီးတောင်းမှုတွေလှုပ်ဆောင်နေတာ ဖြစ်ကြောင်းစိုးသိန်းသားဖရဲ့တရားစွဲခံရသူတွေမှာတာမန်ပြည်သူတွေစတင်ပြီးလုပ်ငန်းရှင်များထိပါဝင်ကြောင်းသိရပါတယ်။ကမာရုတ်ခရိုင်တရားရုံးမှာပြည်သူ9ဦးကိုတရားမှာကြောင်းနဲ့တအုပ်ကိုသိန်းသုံးတောင်ရော်ကြီးပြီးမယ်ဆိုပြီးတရားစွဲတဲ့ပုံမှန်905ကကြီးပုံမှန်66ကကြီးနဲ့အမှုဖွင့်နေဗဟန်းမြို့နယ်မှာလည်းပြည်သူ9ဦးကိုဆက်သွယ်ဥပဒေပုံမှန်66ကကြီးနဲ့အမှုဖွင့်နေပပယ်ရက်မြို့နယ်မှာလည်းပြည်သူတွေကိုတရားစွဲထားတာအများကြီးပဲအဓိက Facebook မှာဆက်အာနာသိမ်းမှုတရားခံကဘိုးချုပ်ကြီးဟောင်းစိုးသိန်းဖြစ်တယ်ဆိုတဲ့ post ကို share ကြ တာမှတ်ချက်ပေးကြတာလိုက်လုပ်ကြတဲ့သူတွေအားလုံးလိုက်ပြီးတရားစွဲနေတာ Facebook မှာဘတ်သူပဲဝါဆိုတာသူတို့စုံစမ်းလို့ရတဲ့သူမှန်သမျှကိုအမှုဖွင့်ပြီးတရားစွဲနေတာတာမန်ပြည်သူတွေရောလုပ်ငန်းရှင်တွေရောပါတယ်လို့ပြောပါတယ်စစ်တပ်အတိုင်းဝိုင်းကလည်းဖြစ်တဲ့အပြင်တားဖြစ်သူအေဂျင့်မှမင်းအောင်လိုင်းကဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအထွေထွေအတွင်းရေးမှူးအဖြစ်လည်းတာဝန်ယူထားကြောင်းအဆိုပါအရှိန်အဝါတွေကိုတုံ့ကြပြီးတရားသူကြီးတွေနဲ့ပူးပေါင်းကာတရားမှကြောင်းရရော့ကြီးတားမှုတွေကိုလည်းလှုပ်ဆောင်နေကြောင်းကမာရုတ်ခရိုင်တရားရုံးမှာဂုံတိတ်ကတိခိုက်နေနာစေတဲ့အတွက်ရော့ကြီးငွေ ရလုံမှုနဲ့ပြည်သူခုနှစ်ဦးထံမှတအုပ်လင်ငွေကျပ်သိန်း3000စီရောကြေးပေးဖို့တရားစွဲဆိုထားပြီးကမာရွတ်ခရိုင်တရားရုံးမှဒုတိယခရိုင်တရားသူကြီးကေတီခိုင်ကအမှုကိုကင်တွင်နေကြောင်းသိရပါဗျ။အဖေကလည်းဘိုးချုပ်ဟောင်းစိုးသိန်းသားဖြစ်သူဦးဝေးချန်းကလည်းသတင်းမီဒီယာကောင်စီအတွင်းရေးမှုဆိုရင်ဩဇာရှိန်နဲ့တရားသူကြီးတွေကိုဖိအားပေးတဲ့အမှုတိုင်အောင်လုပ်နေတယ်။ကမာရွတ်ခရိုင်တရားရုံးမှဆိုရင်လည်း ။သူ့အမှုကိုင်နာကဒုတိယခရိုင်တရားသူကြီးဒေါက်ကီတီခိုင်ဦးအေးချန်းကတရားသူကြီးဒေါက်ကီတီခိုင်ကိုအပိအပြင်ကိုပေးကမ်းကျွေးမွေးထားတော့အမှုကသူတို့ဘက်ကအားတာနေရဲ့လို့တရားရေးသတင်းအရှင်မြစ်ကပြောပါရယ်။ပိုချုပ်ကြီးဟောင်းစိုးသိန်းကသမရသိန်းစိန်လက်ထက်မှာသမရရုံးဝင်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အေဂျင့်မှာတော့လုပ်ငန်းရှင်ဖြစ်ခါမင်းအောင်လိုင်းဖွဲ့စည်းထားတဲ့သတင်းမီဒီယာကောင်စီမှာအတွင်ရေးမှုရာထူးနဲ့စစ်ကောင်စီအတွက်အထူးကဝါဒဖြန့်ပေးနေသူဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်စိုးသိမ့်ရဲ့သားအေဂျင့်ကသတင်းမီဒီယာကောင်စီရဲ့အတွင်ရေးမှုဖြစ်နိုင်ငံတကာသတင်းမီဒီယာညီလာခံတွေကိုတက်ရောက်ခါ NND ကမဲလင်ခိုးလိမ်ပြီးစစ်တပ်ကအာဏာထိန်းရကြောင်းလူမှုကွန်ရက်တွေကအစဉ်သတင်းတူသတင်းမတွေကိုမီဒီယာတွေကိုဖြန့်ဝေနေကြောင်းစသဖြင့်စစ်ကောင်စီရဲ့ကာကွယ်တဲ့ဝါဒဖြန့်မှုတွေကိုအကြီးအကျယ်လှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးစစ်အာဏာရှင်ကိုဒူးမထောက်ပဲကြံ့ကြံ့ခိုင်တွန်းလှန်နေတဲ့စိတ်သက်ခွန်အားတွေအတွက်တောင်ဆန်းစုကြည်ကိုပြည်သူ့ကုံရီစုပြည့်ရဲ့ချင်းမြင့်တဲ့ကြောင်းတင်ဆက်ပေးပါမယ်၁၆ချိန်မြောက်ပြည်သူ့ကုံရီကုံပြူမှုအဖြစ်လူထုခေါင်းဆောင်တောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ခြင်းမှာ အကြံဖက်စစ်အာဏာရှင်ကိုဒူးမထောက်ပဲကြံ့ကြံ့ခိုင်တွန်းလှန်နေတဲ့ စိတ်ခွန်အားတွေကိုဥညွတ်ခွန်ပြုခြင်းဖြစ်တယ်လို့ပြည်သူ့ကွန်ရီအသင်းဗဟိုအလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။အမေရိကန်အခြေစိုက်ပြည်သူ့ကွန်ရီအသင်းက2025ခုနှစ်16ချိန်မြောက်ပြည်သူ့ကွန်ရီခွန်ပြုမှုဖြင့်လက်ရှိနိုင်ငံရေးအကျဉ်းသားလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ပေးအပ်သွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ကွန်ရီခွန်ပြုမှုဟာသူမရဲ့ဘဝတလျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြံဖက်ဆက်အာဏာရှင်ကိုဒုမထောက်ပဲကြက်ကြက်ကန်တော်လန်နေတဲ့ စိတ်ခွန်အားတွေကိုဥညွတ်ကွန်ပျူတာလည်းဖြစ်တယ်လို့ပြည်သူ့ကွန်ရီအသင်းကထုတ်ပြန်ပါတယ်။တကယ်တော့ပြည်သူ့ကွန်ရီကွန်ပျူမှုတွေဆိုတာအဝေးရောက်နေတဲ့သူတွေကပြည်ရင်းကိုလှမ်းပြောတဲ့ခြေဆုတင်ပါတယ်လို့ပြောတဲ့ခြေဆုစကားပါလို့ပြည်သူ့ကွန်ရီအသင်းပြောရေးဆိုခွင့်ရှိသူဥကြော်ဝနာက ပြောပါတယ်။နောက်ပြီးဒေါအောင်ဆန်းစုကြည်ကမြန်မာပြည်သူလူထုရဲ့ထောက်ခံမှုမကြုံစက်ဘူးရရှိထားတဲ့ခေါင်းဆောင်ဖြစ်ပြီးအာနာသိန်းစစ်တပ်ကအခုလိုရရဲဆက်ဆက်ရုံးရုံမာမာထောင်သွင်းအကျဉ်းချထားတဲ့လုံရက်ကိုပြည်ရင်းပြည်ပရှိမြန်မာပြည်သူတွေကလက်မခံကြဘူး။ဥကြော်ဝနာကတုံ့သက်ပါတယ်။ တော်ဆန်းစုကြည်လိုခေါင်းဆောင်ကိုထောက်သွင်းအကျဉ်းချထားခြင်းဟာတိုင်းပြည်အတွက်လည်းနစ်နာကြောင်းဆက်ပြောပါရယ်။တပြင်းမတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့တော်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြောဘဝလွတ်မြောက်ဖို့အတွက်ပြည်သူ့ကောင်ရေးတင်းကြီးကဆက်လက်အားဆိုင်ကြိုးပမ်းသွားမယ်လို့ကတိပြုပါရယ်။အမေရိကအာရှဥရောပကနေဒါနယူးဇီလန်ဩစတြေးလျပါဝင်ကမ္ဘာတစ်လုံးမှာပြည်သူ့ကောင်ရေးအသင်းဌာနကွဲပေါင်း52ခုရှိပြီးအဲ့ဒီအသင်းကမြန်မာနိုင်ငံမှာ 2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်ဦးတော်လိုင်း၏ပြည်သူတွေပြည်သူကကွယ်တပ်ဖွဲ့ဝင် PDF တွေပြည်သူတံမတ်ကြီးဦးကျော်မိုးထွန်းနဲ့ဦးတော်လိုင်းအတွင်လူငယ်တွေရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကောင်ကြီးခုံပြမှုဖြင့်ရွေးချယ်ပေးရခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်